ရခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်။အားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒီနေ့ကျွန်တော်တို့တူတူကဆင်ခြင်ဖို့အတွက်ခေါင်းစဉ်လေးကတော့သင်၌ရှိသောစုကျေးဇူးကိုအသုံးချပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့ဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်။ဆိုတော့တီတုဩဝါဒစာပေါ့နော်။ဆိုတော့ဒီဆောင်လေးရှိပါတယ်။ဒါလည်းသင်အုံနဲ့သက်ဆိုင်တဲ့စာဆောင်ဆိုပြီးတော့မှအာကျွန်တော်ဒီဒီမက်တစ်ချန်နဲ့မှဒီဟာသင်ယူရတဲ့အရာပါ။ ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာဟိုတီတူကိုကျွန်တော်ပေါ့လေဟိုတီတူဆိုတဲ့အဲဒီတပည့်တော်ကိုသိပြီးမသိဘူးအဲ့နဲ့ဒီတီတူရဲ့အကြောင်းအရာလေးကိုအတူတူဟောစာပေါ့လေ့လာပြတယ်ဒါကြောင့်ဒီတီတူဩဝါဒစာလေးမှာဆိုငယ်အခန်းကြီး1ငယ်1ကနေ၄အထိမှာတော့ထုံးစံရှိတဲ့အတိုင်းပေါ့ဓမ္မတော်ကြီးရှင်ပေါ်လူကနေပြီးတော့မှအာ ဖရာရဲ့ဂုံတော်တွေကိုပြောတယ်ပြီးတော့မှဖရာသခင်ရဲ့ကေတင်ရှင်နဲ့ဖရာသခင်ရဲ့အလူတော်ကိုပြောပြတယ်အဲပြီးတော့မှသူ့ကိုယ်သူမိတ်ဆက်တယ်အဲပြီးတော့မှအာသူတီတုနဲ့သူနဲ့ပတ်သက်ဆက်နွယ်တဲ့အကြောင်းအရာကိုပြောတယ်အဲပြီးတော့မှတီတုအတွက်ကိုဖရာသခင်လက်ထဲမှာအပ်ပြီးတော့မှကောင်းချီးပေးတယ်ပေါ့နော်ဒါလေးကသူရေတန်းဒါလုံနေကြပုံစံလေးဆိုတာတွေ့ရတာပေါ့ဒါပေမဲ့ကျွန်တော်အခုဒီနေ့တီတုရဲ့အကြောင်းလေးကိုနည်းနည်းလေးပြောပြခြင်းတယ် ဆိုတော့တိတုကဘာလုပ်လဲဆိုလို့ရှိရင်သူကဒီအန်တီအုတ်မြို့မှာရှိတဲ့တပည့်တော်ကိုကျွန်တော်နားလေရတယ်တိတုကတိတုကြောင့်ပြောမယ်ဆိုလို့ရှိရင်ကောရင်သူမြို့မှာဖြစ်ပျက်နေတဲ့အခြေအနေတွေဖြည့်ရှင်းတဲ့သူဖြစ်ကျွန်တော်နားလေရမယ်ဆိုတော့သူအကြောင်းနဲ့ပြီးတော့မှဒီဂျန်နတီမောတီတို့လူကာတို့နဲ့လည်းသူကပတ်သက်ဆက်နွယ်မှုရှိတယ်အဓိကကတော့တမန်တော်ကြီးရှင်ပေါလုအပြင်ပြောင်းလဲလာတယ်လို့လည်း အဲကျွန်တော်တို့နားလည်လို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာငါ့ရဲ့သားစစ်လို့ပြောတာပေါ့နော်။သားဆိုတော့သူကိုယ်တိုင်အင်္ဂလိပ်အင်းဒီတမန်တော်ရှင်ပို့လို့အင်္ဂလိပ်ပြောတဲ့အတွက်ကြောင့်မလို့ကြောင်းလဲလာတဲ့သူလို့လေကျွန်တော်နားလည်လို့ရတယ်။ဆိုတော့ဒီအာတမန်တော်ရှင်ပို့လို့ရဲ့ဒုတိယခရီးစဉ်မှာဒီကိုရင်သူမြို့ရောက်တယ်။အဲဒီမှာအာဝိင္ခသတိခံတဲ့အခါမှာကိုရင်သူမြို့မှာရှိနေတဲ့ သူတွေပြောင်းလဲကြတယ်ဆိုတော့ကိုရင်သူမျိုးမှာရှိနေတဲ့သူတွေပြောင်းလဲကြတဲ့အခါမှာအာသူအဲ့မှာတစ်နှစ်ခွဲလောက်ပေါ့၁၈လလောက်ကိုအဲ့မှာတိဆောက်ပြီးတော့အတင်းတော်ဖြစ်လာတဲ့အခါမှာအဲ့ဒီကနေမှသူအာပြန်လာပေါ့ပြန်လာပြီးတော့မှအာဆိုတော့သူပြန်ပြီးတော့မှဒီအဖက်မျိုးမှာနေနေတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ကိုရင်သူမျိုးကနေပြီးတော့မှသတင်းကြားရတယ်ဒီ လူတွေရဲ့အကျင့်စရိတမကောင်ကိုရဲသူမျိုးတော်တော်ဆူဆူပုံစံမျိုးဖြစ်တယ်ဆိုတော့အဲ့ကြတော့မနာလေရတယ်။ဒါနဲ့သူရဲ့အကျင့်စရိတမကောင်တော့အဲ့တဲ့ဒင်းကိုကြားတဲ့အတွက်ကြောင့်မလို့ဟောတမန်တော်ရှင်ပေါ်လူကအကြံပြုစာကိုပို့လိုက်တယ်ပြီးလိုက်တယ်ဗောနော်အကြံပြုတဲ့စာကိုပို့ပြီးလိုက်တယ်ဒါပေမဲ့အဲ့ဒီအကြံပြုစာပို့ပြီးလိုက်တဲ့အရာကဟိုတိတ်ထူးခြားမှုမရှိတဲ့အခါမှာသူကဒီမာကီဒိုနီမှာရှိနေတဲ့တိမောသီလေးကို အဲ့ဒီကိုထပ်ပြီးတော့မှဆေလွတ်လိုက်တယ်။ကျွန်တော်တို့ဆေလွတ်လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အာတိမောသေရောက်သွားတာပေါ့။ဒါပေမဲ့ဘာမှဖြစ်ဘူးလဲဆိုလို့ရှိရင်တိတ်ပြီးတော့မှထူချားမှုမရှိပြန်အောင်အဲ့လိုပုံစံမျိုးတွေ့ရတယ်။အဲနောက်တော့တမန်တော်ကြီးရှင်ဘုလို့ဒါဆိုလို့ရှိရင်တော့မဖြစ်တော့ဘူး။ဩဝါရစာရည်တော့မယ်ဆိုတော့မှဒီဩဝါရစာကိုပထမဆုံးအကုန်လုံးမျိုးပို့ရဩဝါရစာဆောင်ကိုပို့လိုက်တာ။ဆိုတော့ဖြစ်ချင်တော့အဲ့ဒီဩဝါရစာဆောင်က အတိမောတိထက်အရင်ရောက်သွားတယ်လို့ကျွန်တော်သုံးသပ်လို့ရတာပေါ့ဒီပထမဆောင်ဆောင်ရောက်သွားပြီးတော့လေသူတို့ရဲ့ဒီအရာတွေကတိတ်ပြီးတော့မှပြုပြင်ပြောင်းလဲမှုကတိတ်မရှိနေဘူးဆိုတာတွေ့ရတယ်။ဒါနဲ့တိမောတိရောက်နေတဲ့အချိန်မှာအာဒီတမန်တော်ရှင်ဘောလို့အိဖက်မှာရှိနေတာ။ဆိုတော့ကိုရင်သူကနေပြီးတော့မှတချို့ဧည့်သည်တွေကအိဖက်ကိုရောက်လာပြီးတော့မှဒီကိုရင်သူမြို့မှာရှိနေတဲ့သူတွေရဲ့ ဒီအသက်တာပေါ့ဥမာဆရာတွေကိုဆရာဇွေးတွေဖြစ်နေတာပေါ့ဟောပေါ်လူတို့အာပေါ်လူဒီကိစ္စတွေကိုဒါပြောပြရနောက်တစ်ချက်ကကြတော့ဆရာတွေကလည်းခွဲခြားဆက်ဆံတဲ့နေထားမျိုးရှိတယ်ဆိုတာကိုတွေ့ရတယ်။နေပြီးတော့အခုနအာဒီလိန်ပိုင်းဆိုင်ရာမှာလည်းစီကံမရှိတဲ့ကိစ္စတွေဖြစ်လာရတဲ့အခြေအနေမျိုးဖြစ်လဲဖြစ်ရော။ဒါနဲ့ဘာလုပ်လဲဆိုလို့ရှိရင်တမန်တော်ရှင်ပေါ်လူကအဲ့ဒီမှာသူကိုယ်တိုင်ကိုရင်းမျိုးမျိုး သူတွားလိုက်တာတွားလိုက်တဲ့အချိန်မှာတွားပြီးတော့မှပြန်လာတွားပြီးပြန်လာတဲ့အချိန်မှာဘာထက်ဖြစ်လာလဲဆိုလို့ရှိရင်အဲ့ဒီမှာရှိနေတဲ့သူတွေရဲ့အာဒါအာတမန်တော်ရှင်ပို့လို့ပုံပြီးဆန့်ကျင်တဲ့အနေအထားမျိုးတွေ့ရတယ်ဟာအဲ့လိုဖြစ်လဲဖြစ်သွားရောဟိုတဘောအချိန်တွေကပို့ပြီးမှတင်းမာလာတဲ့အချိန်မျိုးပေါ့နော်အတင်းတော်ထဲမှာလဲအဲ့ဒါနဲ့တမန်တော်ရှင်ပို့လို့က အဲ့မှာပြင်းထန်တဲ့စာတစောင်းကိုရေးပြီးတော့မှတီတူကိုလွှတ်လိုက်ရတာဆိုတော့တီတူနဲ့အတူလဲသဘောကသူတို့ပြောတာဒီအတင်းတော်ထဲမှာလဲကြော်ကြားတဲ့သူလို့ပြောတဲ့အခါမှာဒါဒါကိုရင်းသူဩဝါဒစာဒုတိယဆောင်ထဲမှာပါတယ်ဒီအကြောင်းအရာတွေကတီတူကိုလွှတ်လိုက်တဲ့အခါမှာအာလူကာเนาะကျွန်တော်တို့လူကာလဲပါသွားတယ်လို့ပြောလို့ရတယ်နောက် အာလုကာလို့ဘောနော်သူတို့သုံးသက်တာတော့လုကာလည်းပါသွားမယ်ပြီးတော့မှတိမောသီလည်းထပ်ပါသွားတဲ့ပုံစံမျိုးသူတို့ပြောပြတာတွေ့ရတယ်ဆိုတော့အဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့အဲ့ဒီစာကိုယူပြီးတော့မှသွားတဲ့အခါမှာအဲ့စာကိုပြောပြတယ်ပြတော့ဒါတမန်တော်ရှင်ဘောလို့ပြင်းပြင်းထန်ထန်အေးယူမဲ့ပုံစံမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့အဲ့ဒီစာတွေကဘာမလို့ချင်းခံရဘူးလဲဆိုလို့ရှိရင်ဒီကျမ်းစာတွေမှာမှတ်တမ်းတင်ခြင်းမခံထားရတဲ့စာတွေဖြစ်နေတယ်ဆိုတာတွေ့ရတယ် ဆိုတော့အဲ့ဒီစာကိုပြီးပြီးတော့မှာတော့တမန်တော်ကြီးရှင်ပေါ်လို့ကလည်းပြင်းပြင်းထန်ထန်ပြောထားတဲ့အရာဖြစ်နေတဲ့အခါကျတော့ဟိုကလူရင်ကြောက်သွားတယ်ပြီးတော့မှနှုတ်ဘက်တော့ပြန်ဝန်ခံလာတဲ့ပုံစံမျိုးဖြစ်အောင်လို့တိတူကဘာလုပ်ပြီးလဲဆိုလို့ရှိရင်ကြားထဲမှာနှိမ့်နိုင်ပြီးတဲ့သူဖြစ်သွားတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့တိတူကတကယ်တော့အဟောပြောကောင်းနေလို့ကျမ်းစာထဲမှာမှတ်တမ်းတင်ထားတာမရှိဘူး။တမန်တော်ကြီးရှင်ပေါ်လို့ပေးလိုက်တဲ့စာနဲ့တုံတင်ချက်ရက်တီချက်တွေကို ကောင်းတဲ့သူမျိုးမှာရှိနေတဲ့ဒီပြဿနာအခက်ခဲတွေပြီးတော့မှခုနကပြောတဲ့စီကဲမရှိလူမှုရေးကျင့်ဝတ်တွေဖောက်ပြားတဲ့ဥစ္စာကြားထဲမှာသူကဘာလို့ပြီးနိုင်နေသူဖြစ်သွားလဲဆိုလို့ရှိရင်နှိမ့်နိုင်ဖြည့်ရှင်းပေးတဲ့သူဖြစ်သွားတယ်ဆိုတာတွေ့ရတယ်နောက်တစ်ခုကသူဒီကောင်းကောင်းစီမံခန့်ခွဲတက်တဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုဟိုနားလေရတော့ဟိုဒီအခြေအနေလေးကိုကျွန်တော်လေ့လာတဲ့အခါမှာဆိုတော့တမန်တော်ကြီးရှင်ပေါ်လူ ကောရင်သူမျိုးဒုတိယအကြိမ်တွားလိုက်တဲ့အချိန်မှာတောင်မှဘာဖြစ်လဲဆိုလို့ရှိရင်ပြဿနာပိုဆိုးသွားလို့ဖြစ်သွားတယ်။တိမောသေလေးတွားတဲ့အခါမှာလည်းအဆင်မပြေဘူးဖြစ်တယ်။ဒါပေမဲ့တိတုတွားတဲ့အခါမှာဒီပြဿနာကပြေလေသွားတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်တိတုမှာရှိနေတဲ့ဖျားပေးထားတဲ့စုကျေစုသည်ခုနကပြောဟောပြောတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူကခုနကပြောတဲ့လူတွေကိုအာတင့်မြင့်အောင်လို့လုပ်ပေးနိုင်တဲ့သူအထင်းမှာပါတယ်။ လို့တင်းမြအောင်လုပ်တဲ့အခါမှာလေတမန်တော်ကြီးရှင်ပေါ်လူရဲ့နှုတ်ကပတ်တော်တမန်တော်ကြီးနဲ့ရေးထားတဲ့ပြင်းပြင်းထန်ထန်ရေးထားတဲ့အာဒီစာစာနဲ့လေဒီမှာရှိနေသူရဲ့အသက်တာနဲ့လေပြန်ပြီးတော့မှဟိနိုင်လို့ရအောင်အော်ပြီးတော့မှချိန်ထိုးလို့ရပြီးတော့သူ့ကိုနားဝင်အောင်လို့အသာလေးလုပ်ပြီးလို့ရတဲ့သဘောမှရှိတယ်။အဲ့တော့အဲ့သူ့ရဲ့စုကြည့်သူဖြစ်တယ်ဆိုတာတွေ့ရတယ်။ဆိုတော့ပြောချင်တာကတိတုဒီဟိုထင်ပေါ်ကြော်ကြတဲ့သူတယောက်တော့မဟုတ်ဘူး။ဒါပေမဲ့သူ့ရဲ့ ဒီရှိရှိတဲ့စုကျေးဇူးနဲ့သူလှုပ်ဆောင်တဲ့အခါမှာခုနပြောသလိုဘာဖြစ်လာလဲဆိုလို့ရှိရင်အာဒါကတိတုပြန်လာတဲ့အခါမှာတော့ဒါကကိုရီတူအဝါရာဆိုဒုတိယဆောင်ဆိုတာကအဲ့ဒီကနေတိတုကနေအဲ့ဒီမှာကိုရီတူမြို့မှာရှိတဲ့သူတွေကသူ့ရဲ့စကားကိုနားထောင်ပြီးဒီစာကိုလက်ခံပြီးသူတို့အသက်တာပြောင်းလဲလာပါပြီဆိုရှင်ပေါ်လူဖြစ်စီခြင်းတဲ့အသက်တာမျိုးဟိုဘက်ကနေပြီးတော့မှလက်ခံပြီးတော့မှ တို့အပင်းယူတဲ့သွားတဲ့အချိန်မျိုးဖြစ်သွားတာအဲ့ဒီသတင်းစကားကိုပြန်လာပြီးတော့မှပြောပြတာအဲအဲ့ဒီပြောပြလိုက်တော့မှဒီကောရင့်သူအိုဝါရာဆိုဒုတိယဆောင်ဆိုတာရောက်လာအဲ့ဒုတိယဆောင်ရောက်တဲ့အချိန်မှာတမန်တော်ကြီးရှင်ပေါလုကတီတူကိုသူဘယ်လိုမျိုးပြောလဲဆိုလို့ရှင်ဒါအများကြီးပါပါဒီထဲမှာကျွန်တော်တစ်ချက်လေးအာဟိုနှုတ်ချင်တယ်ညီမောင်းထိုးပြချင်တယ် ကီတိုကဘယ်လိုလူစားလဲလို့ရှိရင်နဲ့မင်းတို့ကပြောရမယ်ဆိုလို့ရှိရင်ဆိုတော့ဒါနှစ်ကော orient corner to over ဆိုတာဒုတိယဆိုခန်းကြီးအငယ်23မှာကီတိုဒီအဘယ်သို့သောသူနည်းဟုတစုံတယောက်သောသူမေးလျင်ငါဤအပေါင်းဖော်ဖြစ်ဤသင်တို့အမှုကိုငါနှင့်တူဆောင်ရွက်တော်သူလေဖြစ်၏ဆိုအဲ့လိုပြောတယ်ဆိုတော့ငါရဲ့အပေါင်းဖော်လို့ပြောတယ်နောက်နောက်တစ်ချက်ကကြတော့ငါနဲ့အတူတူလှုပ်ဆောင်နေတဲ့သူပဲ ပထမဆုံးရှင်ဖို့လို့တော့ပြောဟောလဲကောင်းတယ်။အဲပြီးတော့မှဒီဂျူးနဲ့သက်ဆိုင်တဲ့ပြည့်ညတ်တရားတွေကိုလည်းပိုင်တယ်။ပြီးတော့မှပညာတတ်လည်းဖြစ်တယ်။ဒါတွေနဲ့သူကထိုးပေါက်ပြီးတော့မှအသင်းတော်တွေတိဆောက်ပြီးတော့မှလုပ်ကဲဆောင်ရတယ်။ဒါပေမဲ့တိတူကကြတော့အဲ့ဒီအနောက်ကနေလိုက်ပြီးတော့မှသူနဲ့အတူတူပဲအသင်းတော်တွေကြီးစုပြုစုတဲ့သူဝိုင်းပြီးလုပ်ကင်ဆောင်ရတဲ့သူဖြစ်တယ်။သူထင်ပေါ်ကြော်ကြားမှုမရှိဘူးဆိုတော့နားလေရတယ်။ဒါပေမဲ့တိတူဒီဖရာသခင်အတုံးပြုတ်ပြီးတော့မှခုနပြောလို့ တိမောသေးလို့တမန်တော်ရှင်ပေါလုကိုရင်သွားပြီးလှုပ်ဆောင်လို့ရတဲ့မရတဲ့ကိစ္စမျိုးတောင်သူကဘုရားသခင်ကသူ့အဖြစ်သူ့မှာရှိတဲ့စုကျေစုနဲ့ဖြည့်ရှင်ပေးနိုင်တယ်ဆိုတာကိုတွေ့ရပါဒါကြောင့်ကျွန်တော်တို့ကလည်းဘာကိုပြန်ကြည့်ဖို့လိုလဲဆိုကျွန်တော်တို့ဒီမှာဘာစုကျေစုရှိလဲဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့စုကျေစုကတော့အော်ငါတော့မသိပါဘူးဒါတော့ဘာမှမဖြစ်တော့ပါဘူးလို့ကျွန်တော်မတွေးပါနဲ့ဘုရားသခင်ကကျွန်တော်မထင်မှတ်ထားတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ပေးထားတဲ့စုကျေစုအဖြစ် ရားသခင်ဘုံထင်ရှားအောင်အသုံးပြုနိုင်တယ်ဆိုတော့ကျွန်တော်အမြဲတမ်းတတိယဖို့လိုပါတယ်ပြီးတော့ဘုရားသခင်ဒီလူတိုင်းမှာစွတ်ကျေစုအမြဲတမ်းထည့်ထားပေးတာမျိုးရှိပါတယ်အဲ့ဒါကိုကတိနားလေပြီးတော့မှထူရောက်ဖို့ထုတ်ဖို့လေလူတွေဆိုတော့ကျွန်တော်ပြောချင်ပါတယ်တမန်တော်ဝုထုထဲမှာလည်းတမန်တော်ဝုထုခန်းကြီး7မှာဘာပါလဲလဲဆိုလို့ရှိရင် prophet တွေ prophet တွေကအန်တီအိုမျိုးလာပြီးတော့မှမလုပ်ကြလဲဆိုလို့ရှိရင် prophet ပြုကြတယ် အဲ့ဒီမှာဘာလို့ prophet ပြုလဲဆိုလို့ရှိရင်ဒီယေရုရှလင်မြို့မှာယူဒပြည်မှာအစာအိမ်စာငတ်မခေါင်းပါမယ်ဆိုပြီးမှပြောတဲ့အချိန်မှာဆိုတော့အဲ့ဒီအရာအတွက်ကိုအာဒီကနေပြီးတော့မှတမန်တော်ကြီးရှင်ပေါ်လူတို့ကပြောတဲ့အခါမှာအဲ့ဒါတိတုကနေပြီးတော့မှကောရိန္သုမြို့မှာသွားပြီးတော့မှအလူငယ်ကောက်ပြီးဘာလို့ဟိုးမှာဒုက္ခရောက်တဲ့အခါမှာအဲ့ဒီအလူငယ်တွေကိုလေဆိုတော့ပေါ်လူရဲ့ဒါတော့ဟိုပထမခီးစဉ်ကလေးက တမန်တော်ရှင်ပုံးကြီးရဲ့ဟိုပထမအုံဆုံးခီးစဉ်မှာကလေးရနော်ဒါခုနဖြစ်ပြက်ကနောက်မှဖြစ်တယ်ဥစ္စာခီးစဉ်မှာကလေးပထမခီးစဉ်ရဲ့အပြန်ယေရုရှလင်ကိုပြန်တဲ့အခါမှာအေကိုရင်သူမျိုးမှာရှိနေတဲ့အာသူတို့လှူလိုက်တဲ့အလှူတွေကိုယေရုရှလင်ကိုပို့ပြီးတဲ့သူဆိုတော့ဒါပေါလုသည်ဘလောက်တောင်ဟိုနေဖြစ်သွားပြီအာတိတုကဘလောက်စီနီယာကြလဲဆိုတော့ကျွန်တော်နားလေစီစဉ်တာပါအဲ့ဒီအချိန်ကြီးကလေးရှိနေလို့ဆိုတော့တွေ့ရတယ်အခုဒီတိတုဩဝါရစာဆောင်ကြတော့ဗမာရေးတာလေဆိုလို့ရှိရင် တော့နောက်ဆုံးတမန်တော်ကြီးရှင်ပေါ်လူကယောမကိုရောက်နေတယ်။ယောမမှာပထမတစ်ကြိမ်ဖန်ခံရတယ်။အဲပြီးတော့မှပြန်ပြီးတော့မှလွတ်ပြီးတော့မှသူသွားတယ်။သူပြန်လွတ်ပြီးတော့မှသွားတဲ့အချိန်မှာအဲပထမအဦးဆုံးဒီဟိုအဖက်တို့ဘာလို့သူသွားတယ်ဗျ။သွားပြီးတော့မှပြန်လာတဲ့အချိန်မှာတော့အခြားနေရာကိုလည်းသူသွားမယ်လို့ပြင်ဆင်တဲ့အချိန်မှာဆိုတော့ဒီ credit ကျွန်းဆိုတဲ့ကျွန်းမှာ တော့ကျွန်းမှာကမြို့တွေကမြို့ပေါင်း100လောက်ရှိတယ်လို့ပြောတယ်အစင်းတော်တွေလည်းအများကြီးပဲဆိုတော့အဲ့ဒီမြို့မှာသူကအလေသွားတာတကယ်တော့တမန်တော်ရှင်ပေါ်လို့အလေသွားရင်းနဲ့မှအဲ့ဒီမှာဘာဖြစ်လာလဲဆိုလို့ရှိရင်ခုနကပြောတဲ့အာဒီပြက်တနာတွေအများကြီးရှိတယ်အဲ့မှာသူနည်းနည်းပဲခဏပဲနေပြီးတော့မှဒီမြို့မှာရှိနေတဲ့ပြက်တနာတွေဖြေရှင်းဖို့အတွက်ဆိုပြီးတော့မှဘသူ့ကိုသူကထားခဲ့လိုက်လေဆိုလို့ရှိရင်တိတူထားခဲ့တာဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါမြေတွေပင်တွေထဲမှာရှိနေတဲ့ကျွန်းနိုင်ငံတွေကအသင်းတော်တွေကိုကြည့်ဖို့ပြီးတော့မှအဲ့ ကျွန်းနိုင်ငံထဲမှာရှိနေတဲ့အသင်းတော်တွေကိုမလုပ်ရမှာလဲဆိုလို့ရှိရင်အာအသင်းတော်ကြည့်ရှုမယ်ခေါင်းဆောင်တွေအဲ့တော့ဖွဲ့စည်းပုံတေချာမရှိသေးဘူးဗျဆိုတော့အဲ့ဒီမှာခေါင်းဆောင်တွေကိုခန့်အပ်ပြီးတော့မှ local church တွေတို့အများကြီးဖြစ်နေတဲ့ကောင်အဲ့မှာဘယ်လိုလူမျိုးကိုအသင်းတော်ရဲ့ခေါင်းဆောင်သင်းအုပ်ပေါ့ဗျာ elders လို့လည်းခေါ်ပါ Pastor elders လို့လည်းခေါ်တယ်အဲ့လိုလူမျိုးတွေကိုခန့်အပ်ဖို့အတွက်အောက်မှာဆက်ပြီးတော့မှရေးပြတဲ့ဥစ္စာ ဖြစ်တယ်ဆိုတော့တွေ့ရ။ဒါကြောင့်ဒီတူတူအိုဝါရာဆိုတာစပြီးတော့မှကျွန်တော်တို့အာနားလေရတာ။ဒါကခုနပြောလို့ intro လေးပေါ့နော်။ဒါကျွန်တော်တို့လေ့လာလို့ရတဲ့ intro လေး။ဆိုတော့ခုနပြောလို့ထုံးစံရှိတဲ့အတိုင်းအာတီတူတစ်ကနေလေးမှာညော၃လောက်ထိဖတ်ခြင်းတယ်။မုဒါနဲ့ကင်းစင်တော်မူသောဘုရားသခင်သည်ရှေးကကာလမရောက်မီဂတိထားတော်မူ၍ ငါတို့ကိုကဲ့တင်သောအရှင်ဖျားသခင်ပြည့်ညတ်တော်အတိုင်းငါ၌အထာသောတရားဟောခြင်းအခွင့်အာဖြင့်တော်လျော်သောအချိန်၌နှုတ်ကပတ်တရားတော်ကိုထင်ရှားစီတော်မူသောအရာနှင့်ဆက်ဆိုင်သောသာဝရအသက်ကိုမျှော်လင့်သည်ဖြစ်၍ဖျားဝတ်၌မွေးလျော်ခြင်းနှင့်ဆိုင်သောတမာတရားကိုဝန်ခံခြင်းအလို့ငှာ၎င်းဖျားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအလို့ငှာ၎င်း ဘုရားသခင်၏ဂျွန်ဒီဟုသောယေရှုခရစ်တမန်တော်ဖြစ်သောငါပေါလုသည်အာတော်တော်သူကစကားဆက်ပြီးရံများသွားတာပေါ့နော်ဆိုတော့ဒါကခုနပြောသလိုပါပဲအဲတမန်တော်ရှင်ပေါလုကဘုရားရဲ့ဘုန်းတော်ကိုပြောပြတယ်အပြီးတော့ဘုရားသခင်ရဲ့အကြံစီဆိုတာကိုကဘာဦးကလေးကဒါဟိုမွေကိုချိန်တဲ့အခါမှာဆိုတော့မွေကိုပြောတယ်အော်ပထမမွေအကောင်ပြောတယ်မင်းကတွားသွားရမယ်ညီကြီးကိုပဲစားရမယ်နောက်တစ်ခုကကြတော့ ်ဘွေထဲမှာဝင်တဲ့မာနက်ကိုတခါတည်းကျင်ခဲ့တယ်ဆိုတော့မိမရဲ့အမျိုးအနွယ်နဲ့တင့်ရဲ့အမျိုးအနွယ်ကရန်ညှိုးဖွဲ့မိမရဲ့အမျိုးအနွယ်ဆိုတာသခင်ယေရှုခရစ်တော်ပြောတဲ့ကမ္ဘာဦး35မှာပြောတဲ့ဥစ္စာဆိုတော့ရန်ညှိုးဖွဲ့မယ်ဆိုတော့ခရစ်တော်နဲ့မာနက်နဲ့အားပြန်အာရန်ကနေဆင်းလာတဲ့သူတွေအကုန်လုံးမာနက်ရဲ့လက်ထဲမှာရှိတယ်ဒါမာနက်ရဲ့လူဖြစ်သွားပြီးတော့မှမေရမာရီအဖြစ်အသခင်ယေရှုခရစ်တော်ကြွလာတယ်ဆိုတော့လူစားတိခံလာတယ်ဖခင်ကကြွလာတယ်ဆိုတော့ခရစ်တော်၌ရှိတယ်ဒါ မိမအမျိုးတွေရန်ညှိုးဖွဲ့စီမယ်ဆိုတာအဲ့မှာအာမာနဲ့ရဲ့ခေါင်းကိုနင်းမယ်သူဒီတင့်ကိုတင့်ရဲ့ခေါင်းကိုချိန်လိုက်မယ်တင်ရလေသူ့ရဲ့ဖက်နှောက်ကိုဆိုတော့လဝါကားတိုင်းတက်ခံနေမှာဆိုတော့တခင်ရှုခံရမယ်ဒန်ချက်တွေအကုံလုံးကိုမာနကအညှိုးတင်းနဲ့လုပ်တယ်ဒါပေမဲ့နောက်ဆုံးတခင်ရှုကတည်ခြင်းကိုအောင်မြင်ပြီးတော့မှထမြောက်ခဲ့တယ်ဒါကြောင့်ဒီမှာထာဝရအသက်ဆိုလဲဥစားပါတယ်အဲ့ဒီမတိုင်ခင်အထိကဘာမှဖြစ်နေဘူးလေဆိုရင်ထာဝရအသက်ဆိုရဲစကလုံးသုံးလို့မရဘူး သခင်ယေရှုကြွလာပြီးတော့မှတည်ခြင်းကိုအောင်မြင်တဲ့တည်ခြင်းအရာကိုချိုးဖြဲ့ရိုက်ချိုးပြီးမှရှင်ပြန်ထမြောက်တဲ့အခါကျတော့မှဒီထာဝရသက်ဆိုတဲ့ဥစ္စာဒီဓမ္မသစ်မှာတုံးလာရတဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်။အဲ့ဒီလိုယုံကြည်လာမဲ့သူတွေအတွက်ခုနပြောတဲ့ဖခင်ဝန်နဲ့မွေးလျော်ဖို့အတွက်နှုတ်ကပတ်တော်တမန်တော်ကိုသိဖို့အတွက်နာကဖះခံထားတဲ့သူဖြစ်တယ်ဆိုတော့သူကပထမဆုံးစပြီးတော့မှမိတ်ဆက်တယ်အဲ့ဒီမိတ်ဆက်တဲ့နေရာမှာတခုလေခွန်အားရတာတခုက ဖယားသခင်ရွေးကောက်တော်မူသောသူတို့ဤယုံကြည်ခြင်းလို့ငါဒါကြောင့်ခုနပြောတဲ့ယုံကြည်လာမဲ့သူတွေဒါယောဟန်18ထဲမှာလဲသခင်ယေရှုဆုတောင်းပေးတဲ့အထဲမှာအခုတပည့်တော်တွေအတွက်သူဆုတောင်းပေးနေပြီးတော့မှသူတို့ဟောပြောလို့တဲ့ယုံကြည်လာမဲ့သူတွေအတွက်ကိုလည်းကျွန်တော်ဆုတောင်းပေးပါတယ်ဆိုပြီးတော့မှသခင်ယေရှုကိုယ်တိုင်ပြောတဲ့အရာပဲဒါကအခုသခင်ယေရှုကိုယ်တိုင်မှရှိယုံကြည်လက်ခံလာမဲ့သူတွေရှိတယ်အဲ့ဒီအတွက်ကိုလည်းပြောတာဖြစ်တယ်ဆိုတော့ပြောတယ်နောက်တစ်ချက်က ဖျားသခင်ဤကျွန်ဒီဟုသောဆိုတာနောက်တစ်ခုကယေရှုခရစ်တမန်တော်ဖြစ်သောငါပေါလုသည်ဆိုတော့နှစ်ပိုင်းစလုံးသူပြောကြင်တာဖြစ်တယ်ဆိုတော့ဂျူးတွေအတွက်ကခမည်းတော်ဖျားကိုသူကဟိုလက်ခံပြီးတော့မှခမည်းတော်ဖျားရဲ့ကျွန်ဥမာအာဒါမှဟောင်းပါဆိုလို့ရှိရင်ဒီ prophet တွေပေါ့နော် prophet တွေကကြတော့ခုနပြောသလိုမျိုးအာဒါဖျားရဲ့ကျွန်တွေသူကအဲ့ဒီအတိုင်းလေသူဖြစ်တယ်လို့သူပြောကြင်တာပြီးတော့နောက်တစ်ခုက ခမီးတော်ကလည်းဒီကေတင်ချင်းနဲ့သက်ဆိုင်တဲ့ကိစ္စမှာတရားလုတ်ပေးတယ်အဲ့တော့ကျွန်တော်တို့ဝင်းငှားတဲ့အခါမှာတဲ့အဲခမီးတော်တစ်ခါကျအရင်ကြောက်เสียကောင်းတဲ့ပုပ်ကူမျိုးပြောကြဟိုပြောကြတယ်သခင်ယေရှုခရစ်တော်ကြောင့်တာလင်အာယေရှုတရားနဲ့ငါတို့တက်ကိုလုတ်ပေးလိုက်တယ်ဆိုပြီးတော့မှအဲ့လိုမျိုးပေါ့နော်အာနည်းနည်းလေးခွဲခြားတဲ့ပုံစံမျိုးဟောပြောဝင်ငှားတာရှိတယ်တကယ်တော့ခမီးတော်သားတော်တန့်ရှင်းတော်ဝိညာဉ်တော်ဆိုတာတကယ်ပဲ၃ပါးတစ်လုံးတစ်ဝနဲ့အာတကယ်ပဲသူတို့ရဲ့ ထားတဲ့လူတွေပေါ်ထားတဲ့မေတ္တာကအတူတူပါပဲဒီသခင်ရွှေကေတင်ချင်းလုပ်ငန်းဒီလေ၃ဘာတလုံးတော့ဖခင်ရဲ့အကျင့်စီပဲဖြစ်တယ်ဆိုတာနားလေရမယ်ဒါကြောင့်တမန်တော်ရှင်ဘောလို့သူဒီခမီးတော်အားဖြင့်ဆိုလို့ရှိရင်ကြုံဖြစ်တယ်ခရစ်တော်အားဖြင့်ဆိုလို့ရှိရင်အဲ့ဒီတည်ခြင်းတရားကိုအောင်မြင်ပြီးတော့မှဧဝံဂေလိနဲ့သက်ဆိုင်တဲ့ခရစ်တော်ရဲ့တန်တမန်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုသူကပြောပြတယ်တမန်တော်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုသူရှင်းပြတယ်ဆိုတာတွေ့ရမယ်ငယ်လေးမှာဆိုတော့ ဆက်ဆံသောယုံကြည်ခြင်းအဖြစ်ငတ်သားစစ်ဖြစ်သောတိတုကိုကြားလိုက်ပါဒါခုနပြောတဲ့တိတုသည်သူ့အားဖြင့်ကြောင်းလဲလာတဲ့သူဖြစ်တဲ့အတွက်သူ့ရဲ့သားစစ်ဆိုတဲ့ဥစ္စာသူသုံးတယ်ငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်နှင့်ခမည်းတော်ဖခင်သခင်ထံတော်ကဂျေဇုဂယုနာညီသက်ခြင်းရှိပါစေတော်ဆိုတော့ဒါခမည်းတော်သားတော်ဒီမှာเนาะဒါကကြတော့သူတို့တွေနားလည်အောင်လို့ပြောပြတယ်အဲပြီးတော့အဲ့ဒီမှာ ခုနကလည်းကျေးဇူးပြုနာဤသက်ချစ်ရှိပါစေတော်ဆိုမကောင်းကြည့်ပေးတယ်ဒါသူစာရေးတဲ့အတိုင်းပဲဆိုတာတွေ့ရတာပေါ့နော်ဒါကြောင့်တိတုရဲ့တက်တာလေးကိုကျွန်တော်ဒီနေ့ဆင်ခြင်ရတယ်တိတုမှာရှိတဲ့စုကျေးဇူးပြီးခင်ပေါ်ကြောကြားဟောပြောဝင်ငှနေတာမဟုတ်ပေမဲ့ခုနပြောလို့ကြည်လင်အောင်ဟိုနှိမ့်နိုင်ဖြည့်ရှင်းပေးတဲ့နေရာမှာတော်တဲ့သူဖြစ်တယ်ဆိုတာတွေ့ရပြီးတော့တိတုကသူကဂျူးမဟုတ်ဘူးသူကဟီလေတာဂရိဂရိလူမျိုးဖြစ်တယ်ဒါကြောင့် ဂျေရုရှလင်မှာရှိနေတဲ့သူတွေကနည်းနည်းစကားပြောကြင်ဒါကောင်ဂျူးမှမဟုတ်တာဆိုပြီးမှအဲ့ဒီအရာကိုလေတမန်တော်ရှင်ပေါ်တော့ဂျူးဆက်မသွင်းခဲ့ဘူးဒါဂလာတိမှာပြောပြတာသူဒီတပါအမျိုးသားဖြစ်တယ်ဒါပေမဲ့ဖခင်သခင်အသုံးပြုတဲ့တကယ်ဒဇာဗလာဖြစ်တယ်သူ့စီမှာစုကျေးဇူးတွေရှိတယ်ထင်ပေါ်ကြော်ကြားမှုရှိပြီမြင်တကယ်ဖခင်အသုံးပြုခဲ့တဲ့သူဖြစ်တယ်ဆိုတဲ့အရာလေးကိုကျွန်တော်တွေ့ရဒါကြောင့်ကျွန်တော်တက်တာထဲမှာလေကျွန်တော်တို့ဖခင်ပေးရတဲ့စုကျေးဇူး ိအောင်လုပ်ပြီးဖျားဘုံထင်ရှားစွာနဲ့လောကထဲမှာအသုံးချရအောင်လို့ကျွန်တော်ဝင်ငှကြင်ပါလေအားလုံးပေါ်မှာဖျားခင်သားကြီးကောင်းချီးပေးပါစေ